အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတင်ဆက်ပေးမယ့်စာအုပ်ကလေးကတော့အမြန်ဆုံးသတိဖြစ်နည်းဆိုတဲ့စာအုပ်အနှစ်ချုပ်ကလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်ဒီဘဝအောင်မြင်တိုးတက်ရေးနဲ့စီးပွားရေးလောကတွင်ငွေကြေးချမ်းသာမှုကိုလင်းမြန်စွာရရှိနိုင်ရန်အတွက်မတော်တဆမှုများပေါ်မမိခိုးပဲကျင်းဒီပေါ့တေချာသောနည်းလမ်းများကိုအခြေခံ၍ရေးသားထားသောလက်ညွန့်ချက်စုစည်းမှုများဖြစ်ပါတယ် ဆာယီတူမစ္စတာကောမီယာသည်နှစ်ပေါင်း40ကြာစူဇန်လေးလာခဲ့သောအောင်မြင်ရေးတက်တနာများကိုလက်တွေ့ကျကျလေးလာသင်ယူနိုင်သည့်ဘာသာရပ်တစ်ခုအဖြစ်ရေးသားတင်ပြထားပါသည်။အပိုင်းတက်အောင်မြင်မှုဆိုင်ရာစိတ်နေစိတ်ထားမစ္စတာကောမီယာ၏အဆိုအရအောင်မြင်မှုသည်တီးခြားလေးလာရမည်ဘာသာရပ်တစ်ခုဖြစ်ပြီး၎င်းတွင်ဆွေးငင်အာနိယာမကဲ့သို့မပြောင်းလဲသောလက်တွေ့ကျင့်သုံးနိုင်သောနိယာမများရှိပါသည်။ဤနိယာမများကို သိရှိပြီး တသမတ်ထဲလိုက်နာပါက ရလက်ကောင်းများကျင်းတည်ရရှိမည်ဟုဆိုလိုပါတယ်။အောင်မြင်မှုသည်ရံဖန်ရံခါကံကောင်းခြင်းသို့မဟုတ်မွေးရပါပါရမီအဖြစ်မတတ်မတ်ပဲစနစ်တကျဖော်မြူလာချနိုင်သောစည်းကမ်းချက်များဖြစ်ပါတယ်။မြန်မြန်ချမ်းသာခြင်း၏ဖော်မြူလာပန်းနိုင်ကိုမြန်မြန်ဆန်ဆန်ရောက်လိုလင်ရိုးရှင်းသောစက်ဝိုင်းတန်လျာနှစ်ခုကိုကျင့်သုံးရမည်ဖြစ်ပါတယ်။လုံးနီးလုံးဟန်ကိုသိရှိခြင်းမိမိ၏ပန်းနိုင်ကို ရောက်ရှိရန်လိုအပ်သောအသိပညာနေပြူဟာနှင့် နည်းစနစ်များကိုရှာဖွေလေ့လာဆူဆောင်းရမည်။သိရှိသောအသိပညာကိုစောင့်ဆိုင်းခြင်းမရှိဘဲချက်ချင်းလက်တွေ့ဘဝတွင်အသုံးချရမည်ဖြစ်ပါသည်။အများစုသည်လုံလောက်သော လုံနည်းကိုသိရှိခြင်းတွင်သာရပ်တန့်နေပြီးလက်တွေ့လုံဆောင်ခြင်းအပိုင်းကိုလှစ်လီရှုတတ်သောကြောင့်အောင်မြင်မှုနောက်ကျခြင်းသို့မဟုတ်မအောင်မြင်ခြင်းများဖြစ်ပေါ်ရကြောင်းတတိပေးထားပါတယ်။မြန်မြန်ချမ်းသာကြွယ်ဝခြင်းအတွက်ဖော်မြူလာဆိုသည်မှာတစ်ချက်တည်းလှုပ်ဆောင်နိုင်သော လေးဝက်ချက်မမျိုးမဟုတ်ပဲမှန်ကန်သောဗန္နာရေးဆိုင်ရာ လေ့ကျင့်များအတွေးခွန်နဲ့လှုပ်ဆောင်ခြင်းများကိုစဉ်ဆက်မပြတ်ပေါင်းစပ်လိုက်ခြင်းပင်ဖြစ်ပါတယ်။မြန်မြန်ချမ်းသာခြင်း၏အဓိကဖော်မြူလာများ၁ဝင်ငွေကိုလျှော့သုံးပါဝင်ငွေကိုလျှော့သုံးပါဆိုသည်မှာငွေကြေးစီမံခန့်ခွဲမှု၏အခြေခံအကျဆုံးအရေးအကြီးဆုံးနေရာမှာဖြစ်ပါတယ်။၎င်း၏အဓိကရည်ရွယ်ချက်မှာဝင်ငွေနှင့်အသုံးစိတ်များကြားတွင် ကွာဟားချက်တစ်ခုဖန်တီးခြင်း ဤကွာချက်ဒီတာစူသောငွေရင်းနှမြုံနယ်မှုနဲ့အနာဂတ်ကြိုးဝါချမ်းသာမှုအတွက်အရင်းအမြစ်ဖြစ်ပါတယ်။ဝင်ငွေထက်ပိုပြီးသုံးဆွဲပါကကျွေးမီတို့လာမည်ဖြစ်ပြီးကျွေးမီများကငွေကြေးဆိုင်ရာတိုးတက်မှုကိုအလွန်နေကွေးစေပါတယ်။စင်စက်မပြတ်လျှော့သုံးခြင်းဖြင့်ပိုရှံငွေများကိုအမြတ်အစွန်းများရရှိစေမည်နေရာများဥပမာစီးပွားရေးလုပ်ငန်းရှယ်ယာကိုကိုကိုရင်းနှမြုံနယ်မှုတွင်ထပ်မံရင်းနှမြုံနယ်နိုင်ပါတယ်။ပိုရှံငွေဖြင့်ကိုကိုကိုရင်းနှမြုံနယ်နိုင်ခြင်း ဝင်ငွေထက်လျှော့သုံးခြင်းဖြင့်ရရှိလာသောပူရှံငွေသည်စာအုပ်ကကြံပြုထားသောပညာဘဝဒရရရှိရေးအတွက်ယင်းနှမြုံနိုင်ခြင်းကိုလက်တွေ့ကျကျလှုပ်ဆောင်နိုင်ရန်ငွေကြေးအရင်းမြစ်ကိုဖန်တီးပေးထားပါသည်။အောင်မြင်မှုနည်းလမ်းများကိုတင်ယူရာတွင်စာအုပ်များဝယ်ယူခြင်းတင်နန်းများတက်ချမ်းနှင့်အဖိုးတန်အတွေ့အကြုံများရယူခြင်းတို့အတွက်ထုံငွေကိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။ဥပမာစီးပွားရေးလုပ်ငန်းစတင်ခြင်းထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်ခြင်းများကိုအကောင့်တွေဖော်ရန်အတွက်မရှိမဖြစ်လိုအပ်သည့်ငွေကြေးအရင်းနှီးသည့်ဝင်ငွေကိုလျှော့သုံးခြင်းမှထွက်ပေါ်လာခြင်းဖြစ်ပါသည်ဝင်ငွေကိုလျှော့သုံးခြင်းသည်ချမ်းသာကြွယ်ဝမှုပြင်းမြန်စွာတည်ဆောက်ရေး၏မရှိမဖြစ်လိုအပ်သောလက်တွေ့ကျင့်သုံးရမည့်အခြေခံစည်းကမ်းဖြစ်ပြီးထိုစည်းကမ်းမှရရှိလာသောငွေကြေးသည်စာအုပ်၏အဓိကကျသောလမ်းညွှန်ချက်ဖြစ်သည့်ကိုကိုကိုယင်းနှမြုံနိုင်ခြင်းနှင့်အောင်မြင်မှုနည်းလမ်းများလက်တွေ့ကျင့်သုံးခြင်းတို့ကိုအထောက်အကူပြုစေပါသည်။နံပါတ်1 ပူရှံငွေကိုရင်းနှီးမြှောက်နှံပါဝင်ငွေနဲ့အတုံးစည်းရဲ့ကွာခြားချက်ကနေရလာတဲ့ပူရှံငွေတွေကိုစနစ်တကျပြန်လည်ရင်းနှီးမြှောက်နှံခြင်းကသာရေရှည်မှစီးစိမ်ဥစ္စာကိုတိုးပွားစေမှာဖြစ်ပါတယ်ရင်းနှီးမြှောက်နှံမှုမှာရရှိလာတဲ့ပေါင်းဆက်အတို့ရဲ့စွမ်းအားဟာအချိန်ကြာလာတဲ့နဲ့အမျှများစွာကြီးမားလာပါတယ်တက်နိုင်သမျှစောစည်းစွာရင်းနှီးမြှောက်နှံပါအချိန်ဟာရင်းနှီးမြှောက်နှံမှုမှာအလွန်အရေးကြီးပါတယ်နံပါတ်3ဝင်ငွေကို တိုးမြှင့်ပါအတုံးစည်းကိုထိန်းချုပ်ခြင်းဖြင့် တဏီယာအထိတ်တာငွေစုနိုင်မှာဖြစ်ပါတယ်။ရေတိုရောရေရှိပါမြန်မြန်ချမ်းသာကျင်နေဆိုရင်တင့်ရဲ့ဝင်ငွေကိုတိုးမြင့်နိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။အလောက်ကန်ခွန်လန်းများမှပုံမူရရှိရန်ကြိုးစားခြင်း၊ကျွမ်းကျင်မှုအသင့်များသင်ယူခြင်းတို့မဟုတ်လက်ရှိကျွမ်းကျင်မှုကိုပုံမူတိုးတက်အောင်ပြုလုပ်ခြင်း၊ဘေးထောဝင်ငွေမှရသော လုပ်ငန်းများစတင်ခြင်း၊တံပိုးမြင့်ထုတ်ကုန်တို့မဟုတ်ဝန်ဆောင်မှုများကိုဖန်တီးအောင်ရခြင်းတို့ပြုလုပ်နိုင်ပါတယ်။ ချမ်းသာကြွယ်ဝဖို့အတွက်အထက်ပါဖော်မြူလာတွေကိုအားဖြည့်ပေးမယ်အခြားသောအရေးပါတဲ့အချက်တွေလည်းရှိပါတယ်။ကျွေးမီဆက်ချင်းအတုံးလုံးမြင်မာတဲ့ကျွေးမီတွေဥပမာ credit card အကျွေးမီများကိုအမြန်ဆုံးဆက်ပါ။သူတို့ဟာတင့်ရဲ့ချမ်းသာမှုကို စားသုံးနေတဲ့ဗန်ဒါရီရန်သူတွေဖြစ်ပါတယ်။ပိုင်ဆိုင်မှုအဆက်ကိုဝယ်ပါ။ဝင်ပေးစီသောအရာများကိုရှောင်ကြဉ်ပါ။တင့်အိတ်ကတ်တွေကိုငွေထည့်ပေးမယ်ပိုင်ဆိုင်မှုများ ဥပမာရင်းနှီးမြှုပ်နှံမှုများ ဝင်ငွေရနိုင်သောအင်ချမ်းမြင်းများစီးပွားရေးလုပ်ငန်းများကိုသာဝယ်ယူစုဆောင်ပါတင်းအကက်ထက်ကငွေထွက်လာမဲ့ဝင်ပြီးစီးသောအရာများဥပမာလိုအပ်တာထက်ပိုမိုကြီးမားတဲ့အိမ်တန်ဖိုးကျသွားမဲ့အပျော်ဆုံးပစ္စည်းများကိုတတ်နိုင်သမျှရှောင်ကြပါရှင်းလင်းသောရည်မှန်ချက်သတ်မှတ်ပါတင်ပါကိုလိုချင်တယ်လဲဘလောက်ရည်မှန်ထားတယ်လဲဆိုတာကိုတိကျတဲ့အစီအစဉ်ဖြင့်ချမှတ်ထားပါ အချို့အပြင်ဆိုတော့တကယ်ချမ်းသာခြင်းဟာချက်ချင်းဖြစ်ပေါ်လာတာမျိုးမဟုတ်ပဲအချိန်ကာလတစ်ခုအထိဝင်ငွေထက်လျှော့သုံးတဲ့နီးလန်းကိုသုံးဆွဲခြင်းဖြင့်စနစ်တကျရင်းနှီးမြှုပ်နှံခြင်းတို့ရဲ့ရလဒ်ပဲဖြစ်ပါတယ်။အပိုင်းနဲ့စိတ်ကူးအိုင်ဒီယာများကိုငွေကြေးဖြစ်ပြောင်းလဲခြင်းမစ္စတာကော်မီယာကစိတ်ကူးသည့်ကဘာပေါ်တွင်အမြန်ဆုံးတရေဖြစ်အောင်လှုပ်ပေးနိုင်သည့်အစွမ်းထက်ဆုံးအင်အားဖြစ်ကြောင်းအလေးပေးဖော်ပြထားပါတယ်။ နေစဉ်ဘဝတွင်ကြုံတွေ့နေရသည့်အခက်အခဲများစိတ်ပျက်စရာများသို့မဟုတ်လူများစွာကြုံတွေ့နေရသည့်ပြဿနာများသည်ဖြေရှင်းချက်သို့မဟုတ်စိတ်ကူးတင်များအတွက်အခွင့်အရေးတစ်ခုဖြစ်ပါသည်။ရိုးရှင်းသောမိကွန်းများဖြစ်သည့်ဒီအလုပ်ကိုပိုပြီးဘလို့ကောင်းအောင်လုပ်နိုင်မလဲ။ဒီဝန်ဆောင်မှုကိုဘလို့မျိုးပုံမှုလွယ်ကူအောင်ဖန်တီးပေးနိုင်မလဲ။ကုန်ချမ်းစိတ်ကိုဘလို့မျိုးလျှော့ချနိုင်မလဲ။စသည်တို့ကိုစဉ်ဆက်မပြတ်မေးမြန်းခြင်းအပြင်စိတ်ကူးကိုလုံဆောင်ရမည်ဖြစ်ပါသည်။ စေကူးတစ်ခုကိုလက်တွေ့မလုံဆောင်ရသေးမီ၎င်းကိုဆာရွက်ပေါ်တွင် ဖော်ဆောင်ခြင်းအသေးစိတ်ရေးဆွဲခြင်းတို့ဖြင့် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုကိုပြုလုပ်ရမည်ဖြစ်ပါသည်စေကူးသည်ပထမဦးဆုံးဖန်တီးမှုဖြစ်ပြီးလက်တွေ့အကောင်အထည်ပေါ်ခြင်းသည်ဒုတိယမြောက်ဖန်တီးခြင်းဖြစ်ပါသည်စေကူးတစ်ခုသည်ပတ်စံရှာပေးနိုင်သည်ဟုယုံကြည်ပြီးနောက်၎င်းကိုလက်တွေ့ဈေးကွက်သို့ရရရင်မိတ်ဆက်ခြင်းသည်အလွန်အရေးကြီးပါသည် စိတ်ကူးကောင်းရထားသောလူအများစုသည်ကြောက်ရွံ့မှုနှင့်တွန်းဆုံမှုကြောင့်လက်တွေ့မလုပ်ဘဲပျက်စီးဆုံးရှုံးစေပါသည်။လှုပ်ဆောင်မှုအရှင်သီသာစိတ်ကူးကိုငွေကြေးအဖြစ်သို့ပြောင်းလဲပေးနိုင်ပါသည်။စိတ်ကူးအိုင်ဒီယာများကိုငွေကြေးအဖြစ်ပြောင်းလဲခြင်းသည်စွန့်ဦးတည်ထွင်မှု၏အဓိကအနှစ်သာရပင် ဖြစ်ပါသည်။စိတ်ကူးတစ်ခုကိုအောင်မြင်သောလုပ်ငန်းသို့မဟုတ်ဝယ်ငွေအဖြစ်အကောင့်အထည်ဖော်ရန်အတွက်အဆင့်၅ဆင့်အသုံးပြုနိုင်ပါသည်။အဆင့်၁ပြဿနာကိုရှာဖွေပါ။ စိတ်ကူးကောင်းတစ်ခုသည်များသောအားဖြင့်လူများသောမဟုတ်စီးပွားရေးလုပ်ငန်းများရင်ဆိုင်နေရသောပြဿနာတစ်ခုကို ဖြေရှင်းပေးခြင်းဖြစ်ပါတယ်။တင်းစိတ်ကူးဖြစ်လာရန်ပထမဦးဆုံးစစ်ဆေးရမည့်အချက်မှာတင်းစိတ်ကူးသည်မြည်သည့်ပြဿနာကိုဖြေရှင်းပေးသည်။ထိုပြဿနာသည်အမှန်တကယ်ကြီးမားပြီးဖြေရှင်းလိုစိတ်ပြင်းပြပါသလား။ထိုပြဿနာကိုဖြေရှင်းပေးရန်အတွက်လူများကငွေပေးချေလိုပါသလား။စသည်တို့ကိုစစ်ဆေးရမည်ဖြစ်ပါတယ်။အစစ်နှင့်ထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုကိုဖန်တီးပါ။ ပြဒနာကိုတတ်မှတ်ပြီးပါကထိုပြဒနာကိုဖြေရှင်းပေးမိတင်းရဲ့စိတ်ကူးကိုလက်တွေ့ကြသော ပုံစံဖြင့်ဖန်တီးပါတင်းစိတ်ကူး၏အခြေခံလိုအပ်ချက်များသာပါဝင်သောထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုကိုအရင်ဆုံးဖန်တီးပါ၎င်းသည်အချိန်နှင့်ငွေကိုတတ်တာစီပြီးဈေးကွက်မှတုံ့ပြန်မှုကိုအမြန်ဆုံးရရှိစေပါသည်တင်းထုတ်ကုန်ကအခြားသူများထက်ဘာကြောင့်ပိုကောင်းသလဲဘာကြောင့်ထူးခြားသလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြရမည်ဖြစ်ပါသည်အဆင့်၃ဈေးကွက်ရှာဖွေပြီးစမ်းသပ်ပါ တင်ထုတ်ကုန်ကိုတင်ရောင်းချလိုသောသူများစီတို့ရောင်းချခြင်းဖြင့်စတင်ပါထုတ်ကုန်မပြီးသေးမီကားဖြင့်လူများကိုစိတ်ဝင်စားမှုရရှိစေရန်စတင်စီရင်ပါ၎င်းသည်စိတ်ကူးတွင်ငွေကြေးတန်ဖိုးရှိမရှိအမြန်ဆုံးသိနိုင်မည်နည်းလမ်းဖြစ်ပါသည်ပထမအဦးဆုံးဝယ်ယူသူများထံမှတုံ့ပြန်ချက်ကိုရယူပြီးထုတ်ကုန်ကိုပုံမူကောင်းမွန်အောင်ဆက်လက်ပြုပြင်ပါအဆင့်၄ဈေးနှုန်းနှင့်ဝင်ငွေပုံစံသတ်မှတ်ပါတင်စိတ်ကူးထဲကငွေကြေးစည်းစိမ်မှုရရှိရန်စနစ်တစ်ခုလိုအပ်ပါသည် တင်ထုတ်ကုန်ဝန်ဆောင်မှု၏တန်ဖိုးအပေါ်မူတည်၍သို့မဟုတ်ပြိုင်ပန်းများနှင့်နှိုင်းရှင်၍တင့်လျော်သောဇင်းလုံးသတ်မှတ်ပါတလုံးတစ်ခဲတည်းရောင်းချခြင်းလားစင်ကြီးယူခြင်းကြော်ညာများမှဝင်ငွေရှာခြင်းသို့မဟုတ်ဝန်ဆောင်မှုပေးခြင်းစသည်ဝင်ငွေပုံစံများအနက်တင့်စိတ်ကူနှင့်အကအညီဆုံးကိုရွေးချယ်ပါ အစဉ်ငါတိုးချဲ့ပြီးစင်ဆက်မပြတ်လှုပ်ဆောင်ပါတင့်စိတ်ကူသည်အောင်မြင်ပြီးဝင်ငွေပုံမှန်ရရှိပါကြီးထွားလာစေရန်လှုပ်ဆောင်ပါ တဲ့လုပ်ငန်းကိုတင်မပါဘဲလဲပတ်နိုင်သည့်စနစ်များတည်ဆောက်ပါပုံမှုများပြသောဖောက်သည်များထံရောက်ရှိစေရန်ဈေးကွက်ရှာဖွေရေးနှင့်လုပ်ငန်းလဲပတ်မှုကိုတိုးချဲ့ပါဈေးကွက်လိုအပ်ချက်နှင့်အညီတင့်စေကူကိုမပြောင်းလဲပဲမယက်မနာဆက်လက်တည်ထွန်ဖန်တီးပြုပြင်ပြောင်းလဲနေရန်လိုအပ်ပါသည်အပိုင်းသို့လူမှုဆက်ဆံရေးဤစွာနှင့်ပေးကမ်းခြင်းနေရာမှာအောင်မြင်မှု၏အဓိကအစိပ်ပိုင်းမှာငွေကြေးသို့မဟုတ်လူမှုဆက်ဆံရေးဖြစ်ပါသည် ငွေကြေးစည်းစိမ်မှုသည်လူအချင်းချင်းပေးကမ်းဖလှယ်မှုမှဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်ကိုကသူများထံမှတခုခုလိုချင်ရင်သူများကိုကိုကတခုခုပထမဦးဆုံးပေးပါခုတော်မူသည်စီဝါရင်နှင့်ဘဝအတွင်းအခြေခံအကြဆုံးနေရာမှဖြစ်ပါတယ်ပေးကမ်းခြင်းသည်ရယူခြင်း၏ရှေ့ကရှိနေရပါမယ်မိမိသည်အခြားသူ၏ပြဿနာကိုဖြေရှားပေးခြင်းတံပိုးတစ်ခုဖန်တီးပေးခြင်းစသည့်ပေးကမ်းခြင်းမျိုးကိုစတင်လှုပ်ဆောင်ရမည်စိတ်ကောင်းစေတနာကောင်းမပါဘဲနဲ့စကားပြောဆိုခြင်းသို့မဟုတ်လှုပ်ဆောင်ပေးခြင်းမလုပ်ပါနဲ့ လူချင်းချင်းဆက်ဆံရာတွင်စေတနာနှင့်ယုံတာမှုသည်ယုံကြည်မှုကိုတည်ဆောက်ပေးပါသည်။ထိုယုံကြည်မှုသည်သာရည်ရည်စည်းဝါးရဲ့အောင်မြင်မှုအတွက်အရေးအကြီးဆုံးယဉ်နှင်းမြှုပ်နှံမှုဖြစ်ပါသည်။ကောင်းမွန်သောဝန်ဆောင်မှုအည်သွေးမြင့်ကုန်ပစ္စည်းစေတနာပါသောကုညီမှုသည်လူအများ၏စိတ်နှလုံးကိုရရှိစေပြီး၎င်းတို့မှတစ်ဆင့်ငွေကြေးနှင့်အောင်မြင်မှုများပြန်လည်စီးဆင်းလာမည်ဖြစ်ပါသည်။ လူမှုဆက်ဆံရေးကြီးဆွမ်းအားနဲ့ပေကင်းကြီးနေရာမှာလူမှုဘဝနဲ့စီးပွားရေးမှာအပြန်အလှန်ကြိုးပြုပြီးအောင်မြင်မှုကို ဖန်တီးပေးတဲ့အခြေခံသဘောတရားလည်းဖြစ်ပါတယ်။လူမှုဆက်ဆံရေးဆိုတာတင့်ကိုအခွင့်အလမ်းတွေအသိပညာတွေနဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေပေးအပ်နိုင်တဲ့လူတွေရဲ့ကွန်ရက်တစ်ခုပါပဲ။ခိုင်မာတဲ့ဆက်ဆံရေးကွန်ရက်တစ်ခုကတင့်ကိုလူတိုင်းမသိနိုင်သေးတဲ့လမ်းကြောင်းတွေစီပို့ဆောင်ပေးပါတယ်။ ။အလုတ်ကိုင်းစီးပွားရေးဒို့မဟုတ်ယင်းနှမြုံနယ်မှုဆိုင်ရာအရေးကြီးတဲ့သတင်းတွေကိုသူများတွေထက်အရင်သိခွင့်တွေလည်းရရှိနိုင်ပါတယ်။မိတ်ဆွေကောင်းတွေနဲ့လောဘကံပဲတွေရဲ့ထောက်ခံအားပေးမှုဟာအလုတ်တည်ရဖို့ဒါမှမဟုတ်ဖောက်တဲ့အတည်ရဖို့အရေးပါတဲ့အသာချက်လေးဖြစ်ပါတယ်။တင်းရဲ့စိတ်ကူးကိုလက်တွေ့အကောင်အထည်ဖော်ရမှာကျွမ်းကျင်မှုဒါမှမဟုတ်ငွေကြေးအရင်းနှီးပံ့ပိုးပေးနိုင်မဲ့အဖော်အပေါင်းတွေလည်းရရှိနိုင်ပါတယ်။ ။ကွင်ရထဲမှာပါဝင်တဲ့သူတိုင်းကသူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံ၊ကျွမ်းကျင်မှုနဲ့ရှုထောင့်အမြင်တွေကိုသိရှိကြပါတယ်။တင်ကိုယ်တိုင်မဖြစ်ရှင်းနိုင်တဲ့ပြဿနာတစ်ခုကြုံလာတဲ့အခါတင့်ကွင်ရထဲကအတွေ့အကြုံရှိတဲ့လူတွေရဲ့အကြံဉာဏ်နဲ့အကူအညီကိုရယူနိုင်ပါတယ်။တင့်တဲ့အာလွန်နေတဲ့သူတွေနဲ့ထိတွေ့ဆက်ဆံခြင်းအပြင်ကိုကိုကိုတိုးတက်အောင်လေ့လာသင်ယူနိုင်အောင်အမြဲတမ်းတွင်းအားပေးနိုင်ပါတယ်။ ပေးကမ်းခြင်းဉာဏ်မှာဆိုတာတစုံတစ်ဦးကတင့်အားတစုံတစ်ခုပေးခဲ့လင်သို့မဟုတ်ကုညီခဲ့လင်တင်ကထိုးသူအားပြန်လဲကုညီပေးခြင်းနဲ့စိတ်ရှိတဲ့လူမှုဆက်ဆံရေးရဲ့အခြေခံစိတ်ပညာသဘောတရားတစ်ခုဖြစ်ပါတယ်။ထိုဉာဏ်မှာကိုအကျိုးရှိရှိအသုံးချတတ်ရင်လူမှုဆက်ဆံရေးဟာပိုမိုခိုင်မာပါတယ်။ထိရောက်တဲ့လူမှုဆက်ဆံရေးကိုတိဆောက်တဲ့အခါကိုဘာပြန်ရမလဲဆိုတာတဲ့ကိုဘာလုပ်ပေးနိုင်မလဲဆိုတာကိုဦးစားပေးရပါမယ်။ တဖက်လူအတွက်အမှန်တကယ်အကျိုးရှိမယ်အကြံဉာဏ်အကူအညီအဆက်အသွယ်ဒါမှမဟုတ်အချိန်ကိုမျှော်လင့်ချက်မှထားပဲပေးရပါဒီလိုပေးအပ်မှုတွေကအသင်းရဲ့ရရောမှုနဲ့စေတနာကိုပြသပြီးတင့်အပေါ်ယုံကြည်မှုကိုတည်ဆောက်ပေးပါတယ်နောက်ပိုင်းမှာတင့်အကူအညီလိုအပ်လာတဲ့အခါတင့်အကူအညီခဲ့မှုတဲ့သူတွေဟာစိတ်တော်ဝင်အရာဖြစ်စေကျေးဇူးဆက်ခြင်းစိတ်အရာဖြစ်စေတင့်ကိုဝမ်းမြောက်ဝမ်းသာပြန်လဲကူညီပေးပါလိမ့်မယ် လူတွေနဲ့ဆက်ဆံတဲ့အခါရယူခြင်းတဲ့ပေးကမ်းခြင်းကိုရှေ့တန်းတင်တာပါကိုတည်တဲ့လူနည်းအားဟာအပြန်အလှန်ကျိုးရှိနိုင်တယ်ဆိုရင်မိတ်ဆက်ပေးဖို့ဝန်မလေးပါနဲ့တငယ်ချင်းတို့မဟုတ်လောဘခိုင်ပတ်တဦးစီကနေအကူအညီတောင်းတာထက်ကျွန်တော်ဘာများကူညီပေးနိုင်မလဲလို့မေးမြန်းခြင်းကဆက်ဆံရေးကိုပိုမိုခိုင်ပါစေပါတယ်လူမှုဆက်ဆံရေးဆွမ်းအားဟာတင်ဘယ်နှယောက်ကိုတည်တယ်ဆိုတာထက်တင်တည်တဲ့လူတွေရဲ့ဘဝကိုဘလောက်ထိတန်ဖိုးပေးနိုင်လဲဆိုတဲ့ပေးကမ်းခြင်းနေရာမှာပုံမှာအခြေခံနေပါတယ် အပိုင်းလေးဘဝတစ်လျှောက်လုံးတိုးတက်ပြောင်းလဲရေးဘဝတစ်လျှောက်လုံးတိုးတက်ပြောင်းလဲရေးရဲ့အတွက်ပညာဘူးသူတန်ရရှိရန်ယင်းနှမြုံနှံခြင်းသည်အကောင်းဆုံးအတိုးငွေကိုအမြဲတမ်းရရှိနိုင်ပါသည်ဤစာအုပ်၏အရေးကြီးဆုံးလက်ညင်ချက်တစ်ခုဖြစ်သည့်ငွေကိုယင်းနှမြုံနှံခြင်းထက်အသိပညာတွင်ယင်းနှမြုံနှံခြင်းကပိုမိုမြတ်ဆန်၍ကြီးမားသောအကျိုးအမြတ်ကိုရရှိပါသည်ဗောင်းမြင်သူတို့၏အမြဲတမ်းလေးလာသင်ယူနေကြပြီး၎င်းတို့၏အသိပညာကိုအချိန်နှင့်အမျှမြင့်တင်နေကြပါသည် ပန်းတိုင်တစ်ခုကိုတတ်မှတ်ပြီးတဲ့နောက်မှာစိတ်အားထက်သန်မှုတစ်ကြိမ်တည်းဖြင့်မလုံလောက်ပါဘူးစိတ်တက်မကြပဲဇွဲလုံးလာဝရိယတို့ဖြင့်စင်ဆက်မပြတ်လှုပ်ဆောင်သွားမှသာအမြန်ဆုံးသတိဖြည့်ပန်းတိုင်တို့ရောက်ရှိနိုင်ပြီဖြစ်ပါတယ်ဘဝတစ်ယောက်လုံးတိုးတဲ့ပြောင်းလဲရေးဆိုတာဟာလူတဦးချင်းစီရဲ့အသက်အရွယ်အတွေ့အကြုံနဲ့အခြေအနေတွေပေါ်မူတည်ပြီးဘယ်တော့မှမရက်တံပဲစင်ဆက်မပြတ်တင်ယူမှုကနေစွမ်းရည်တိုးမြင့်မှုနဲ့မိမိကိုယ်ကိုပုံမကောင်းမွန်အောင်ပြုပြင်ပြောင်းလဲနေခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ် ဘဝတစ်ချောင်းလုံးတိုးတက်ပြောင်းလဲနေဖို့အရေးကြီးတဲ့အကြောင်းရင်းတွေကိုပြောပြပေးသွားပါမယ်။နှီးပညာနဲ့ဈေးကွက်တွေကလင်းမြန်စွာပြောင်းလဲနေတဲ့အတွက်ကိုယ်ကလည်းလိုက်လျောညီတွေဖြစ်အောင်ကျွမ်းကျင်မှုအသင့်များကိုအမြဲတမ်းသင်ယူနေဖို့လိုအပ်ပါတယ်။လူတွေဟာတိုးတက်နေတဲ့ရည်မှန်းချက်တွေကိုအောင်မြင်နေတယ်လို့ခံစားရတဲ့အခါပိုပြီးပျော်ရွှင်စိတ်ကျဉ်တတ်မှုရှိကြပါတယ်။မိမိကိုယ်ကိုအမြဲတမ်းပြောင်းလဲတိုးတက်အောင်လုပ်နေခြင်းအပြင် အလို့အကိုင်းစီးပွားရေးနဲ့လူမှုရေးဆိုင်ရာအခွင့်အလမ်းများပို့မှုရရှိလာနိုင်ပါတယ်။ ဘဝတစ်ချောင်းလုံးတိုးတက်အောင်လှုပ်ဆောင်နိုင်တဲ့အဓိကနယ်ပယ်သုံးခုရှိပါတယ်။ကာကြီးပညာရဲ့ဆံရတိုးတက်မှုပညာကိုဘယ်တော့မှမယမနာသင်ယူခြင်းအပြင်မိမိရဲ့အတွေ့အကြုံနဲ့အသိပညာကိုတိုးချဲ့ပါ။ကိုယ်နဲ့ပင်နဲ့သက်ဆိုင်တဲ့ဇာအုပ်တွေဆောင်းပါးတွေဒါမှမဟုတ်သတင်းချက်လက်တွေကိုအမြဲတမ်းလေ့လာပါ။ကိုယ်နဲ့မရင်းနှီးသင့်တဲ့ပညာရဲ့ဘာသာစကားသို့မဟုတ်ဤပညာကျွမ်းကျင်မှုတစ်ခုကိုအချိန်ပေးပြီးသင်ယူပါ။ဝင်လိုက်တင်နာများသို့မဟုတ်လက်တွေ့ကြသောအလောက်ယုံဆွေးနွေးပွဲများကိုတက်ရောက်ပါ။ ခါဝေကိုကြီးကိုသွေးတုတ်တက်မှုမိမိရဲ့အတွင်းစိတ်နဲ့စိတ်နေစိတ်ထားကိုပုံမကောင်းမွန်အောင်ပြုပြင်ပါကိုရဲ့အာသာချက်အားနည်းချက်တန်ဖိုးထားမှုနဲ့စိတ်ခံစားမှုတွေကိုပုံမနားလည်အောင်ကြိုးစားပါပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းအချိန်စီမံခန့်ခွဲမှုကောင်းခြင်းသို့မဟုတ်အမြဲတမ်းအပြုသဘောဆောင်သောအတွေ့များထားကြည့်ခြင်းတို့ကိုကျင့်သုံးပါအမြဲတမ်းလုံနေကြမဟုတ်တဲ့အရာတွေကိုစမ်းသပ်လှုပ်ဆောင်ခြင်းဖြင့်ကိုရဲ့စွမ်းဆောင်ရည်ကိုတိုးချဲ့ချဲ့တွင်ပါကငယ်အတက်မွေးဝမ်းကြောင်းတုတ်တက်မှု မိမိရဲ့အလုပ်ကိုင်းတဲ့ professional တွေကိုတန်ဖိုးမြင့်တင်ပါမိမိလုပ်ငန်းတွေဘက်မှာပုံမူကျွမ်းကျင်တဲ့သူဖြစ်လာအောင်ကြိုးစားပြီးအမြဲတမ်းစံနှုန်းသစ်တွေတင်နိုင်ဖို့ကြိုးပမ်းပါထက်လူကြီးလောဘကံပတ်သူမဟုတ်ဖောက်တဲ့များထမ်းမှာမိမိရဲ့လှုပ်ဆောင်ချက်တွေပေါ်ရိုးသားတဲ့ဝေဖန်မှုတွေတောင်းဆိုပါကိုယ့်ရဲ့နေဘဲကလူတွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးကွင်းရတစ်ခုတည်ဆောက်ပြီးအပြန်အလှန်ကူညီပေးပါ ဘဝတစ်ချက်လုံးတိုးတက်ပြောင်းလဲဆိုတာမနေ့ပြန်မှစရမယ်အစီအစဉ်မဟုတ်ပဲဒီကနေ့ကစပြီးနေ့စဉ်နေ့တိုင်းအနှဲငယ်စီတိုးတက်ဖို့ရွေးချယ်မှုပြုလုပ်ပါနေကုန်းကျုံနဲ့အကြံပြုသုံးသက်ချက်အမြန်ဆုံးတရေဖြစ်နေသောသည်စီးပွားအောင်မြင်မှုနှင့်ကျန်းသာကြွားမှုကိုလင်းမြန်စွာရရှိနိုင်ရန်အတွက်လက်တွေ့ကြသောတာမန်ဉဏ်ဖြင့်တွေးခေါ်နိုင်သောအောင်မြင်မှုနည်းလမ်းများကိုအဓိကထားတင်ပြထားပါသည် အောင်မြင်မှုရရှိရေးအတွက်အကောင်ဆုံးရင်းနှီးမြှုပ်နှံမှုမှာပညာဘူဒ္ဓရရှိရေးအတွက်ကိုကိုကိုရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်ဟုအခိုင်အမာဆိုထားပါတယ်။ဤသို့ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းသည် အကောင်ဆုံးအတူနှုံးကိုရရှိစေမည်ဖြစ်ပြီးစာအုပ်ကိုဝယ်ယူခြင်းသည်ပင်လည်းကိုကိုကိုယုံကြည်မှုရှိ၍ရင်းနှီးမြှုပ်နှံလိုက်ခြင်း၏ပထမအဦးဆုံးခြေလှမ်းဖြစ်ကြောင်းဖော်ပြထားပါတယ်။လင်းမြန်စွာချမ်းသာလာရန်အတွက်လှုပ်ဆောင်ရမည့်အရာနှစ်ခုမှာ ဘလို့လုပ်ရမလဲဆိုတာသိအောင်လုပ်ပါပြီးရင်အဲ့ဒါကိုလက်တွေ့လှုပ်ဆောင်ပါအသိပညာနဲ့လက်တွေ့လှုပ်ဆောင်မှုတို့ကိုပေါင်းဆက်လိုက်မှသာရည်မှန်းချက်ပန်းနိုင်သူရောက်ရှိနိုင်ပြီဖြစ်ပါတယ် ။မောင်မြင်မှုနဲ့ချမ်းသာကြွယ်ဝမှု၏အတိတ်ကလျှော့ဝှက်ချက်မှာအခြားသူများလိုချင်သည့်အရာကိုများများပေးပြီးမလိုချင်သည့်အရာကိုနည်းနည်းပေးရန်ဖြစ်ပါတယ်။ထို့ပြင်မိမိကသူတစ်ပါးထံမှတစ်ခုခုလိုချင်ပါက သူတို့ကို မိမိကတစ်ခုခုကိုပထမဦးဆုံးပေးရန်လိုအပ်ပါတယ်။စိတ်ရင်းစေတနာကောင်းဖြစ်တာစကားပြောစုစာရေးတာအလုပ်လုပ်ကိုင်းတဲ့အချိန်အလေးပေးထားပါတယ်။ဒီမှန်ချက်ပန်းနိုင်သူဥဒီယုံတတ်သက်ဖြင့်မလုံလောက်ပဲ စင်ဆက်မပြတ်လှုပ်ဆောင်နေဖို့လိုအပ်ကြောင်းပြောပြထားပါတယ်။ဆိုလိုသည်မှာရေမှန်းချက်ကိုအရောက်လန်းနိုင်ရန်အတွက်စင်ဆက်မပြတ်သောအထောက်အမှုနှင့်လေလာသင်ယူမှုတို့သည် အရေးပါတော့တိုက်တွန်းထားပါတယ်။ဒီစာအုပ်တွင်ကျေဝါချမ်းသာမှုသည်ကံတရားသက်သက်မဟုတ်ဘဲတင်ယူနိုင်သောလက်တွေ့အသုံးချနိုင်သောစနစ်တကျရှိသည့်တသက်ပြပြီးအောင်မြင်မှုနည်းလမ်းများကိုကျင့်သုံးခြင်းဖြင့်မိသူမဆိုလင်းမြန်စွာရယူနိုင်ကြောင်းဖော်ပြထားပါတယ်။ကိုကိုကိုယင်းနှမြုံနံပါမှန်ကန်သောနည်းလမ်းများကို သိရှိပါတန်ဖိုးရှိသောအရာများကိုပေးပါထို့နောက်အမလျှော့ပဲစဉ်စားမပြတ်လှုံ့ဆော်ပါဟုသောမူဝါဒများသည်ဤစာအုပ်၏အဓိကအနှစ်ချုပ်များဖြစ်ပါတယ်။ ဒါကြောင့်မို့ဒီစာအုပ်နှစ်ချုပ်ကလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရခင်ဗျာ နောက်ထပ်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြမှာခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ